တနင်္ဂနွေလုံးတိုင်းတာဖြင့်ဒုတိယကြိမ်ရန်ကုန်တိုင်းဒေသကြီး14မြို့နယ်နဲ့ဒီပြည်တော်ကောင်းစီ10မြို့နယ်မှာအခြေခံမဲဆန္ဒရှင်စီရင်ကိုပြည်သူများကြည့်ရှုစစ်ဆေးနိုင်ဖို့မေလ25ရက်ဒီနေ့ကစပြီး14ရက်တိတိကြီးညာထားမှာဖြစ်ပါတယ်။အဆိုပါအခြေခံမဲဆန္ဒရှင်ကြီးညာထားမယ်ရန်ကုန်တိုင်းဒေသကြီး14မြို့နယ်မှာဒဂုံတောင်၊ဒဂုံမြောက်၊ဒဂုံအရှေ့ပိုင်း၊မြောက်ကလာပ၊သင်္ကန်းကျွန်း၊တန်လင်း၊ကြောက်တန်း၊သုံးကွာ၊ခရမ်း၊အင်းစိန်၊မင်္ဂလာတုံး၊ရွှေပြည်သာ၊လိုင်တာယာ၊ထန်းတပင်မြို့နယ်တို့ဖြစ်ပါတယ်။နေပြည်တော်ကောင်းစီ10မြို့နယ်မှာ တက်ကုံပြင်မနာ လေဝေပုပ္ပသီရိဇေယသီရိဥဒရသီရိဇပူသီရိတက္ကိနသီရိမြို့နယ်တို့ဖြစ်ပါတယ်ပြည်သူများအနေနဲ့အခြေခံမဲဆန္ဒရှင်စင်ကျင်ကြရမှာမဲဆင်းသွားရောက်ကြည့်ရှုဖို့လိုအပ်ပြီးမဲဆင်းမှာမိမိနာမည်မပါဝင်ပါကပုံစံသုံးနဲ့ရှောက်ထားရမှာဖြစ်ပါတယ်အချက်အလက်များမှားနေရင်တော့ပုံစံလေးကငယ်နဲ့ရှောက်ထားရမှာဖြစ်ပြီးမဲဆင်းမှာမပါဝင်တဲ့သူတွေဥပမာအနေနဲ့ကွယ်လွန်ပြီးသူများထောင်ကျနေသူများပါဝင်နေပါကပုံစံလေးနဲ့ကန့်ကွက်နိုင်တယ်လို့ပြည်ထောင်စုရေးကောက်ွယ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ တခြားမျိုးနယ်တစ်ခုရဲ့ခေတ္တလာရောက်နေထိုင်သူများရဲ့အမိများဟာမိမိတို့အမြဲတမ်းနေထိုင်တဲ့အိမ်အောင်စုဆိုရင်လာဝကပုံစံ66မြင်းဆောင်6အရက်အခေါ်တကောင်စင်းမှာရှိတဲ့မြို့နယ်မှမဲစင်းမှာသာပါဝင်မှာဖြစ်ပါတယ်။ပြည်သူများအနေနဲ့မိမိမူလအိမ်အောင်စုဆိုရင်ရှိနေတဲ့မြို့နယ်မှာမဲစင်းကတ်ထားပါကမိမိနာမည်စင်းမှာပါမပါတွားရောက်ကြည့်ရှုဖို့လိုအပ်တယ်လို့သိရပါတယ်။ ရန်ကုန်ရှိမြို့နယ်စလေးမြို့နယ်နဲ့နေပြည်တော်ရှိမြို့နယ်ရှိမြို့နယ်မှာအခြေခံမဲဆင်းကိုမေလ25ရက်နေ့ကနေဇွန်လ9ရက်နေ့ထိ14ရက်ကြာကြေညာထားမှာဖြစ်ပြီးအရက်ဘတ်ဖွဲ့စည်းတွေကအသိပညာပေးလုပ်ငန်းတွေကိုနီးလန်းမြို့မြို့နယ်ဆောင်သွားမယ်လို့သိရပါဗျာ။